မောင်းတဲ့ကားကိုတံမိုးထားပြီဒီ dashboard လေးပေါ်မှာအလားထားတာမျိုးအိမ်မှာထားနေတာမျိုးအဲ့လိုမျိုးလေးလောက်တာများပုံစံတူကားတွေကိုဝါသနာအရဖန်တီးနေတဲ့လက်မှုပညာရှင်နနောင်ခိုင်ဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Maravan Star Funny Bee မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြုလို့မောင်းပါပြီးတော့မီးက cloud နဲ့မီးလုံးပါလူငယ်တွေအများစုကတော့ငယ်စဉ်ကတည်းကဝါသနာတစ်ခုမဟုတ်တစ်ခုပါကြပါတယ် တချို့ကြတော့လေအာကစားပတ်မှာဝါသနာပါကြသလိုတချို့ကြတော့လေပန်းမင်ဆိုင်တာတွေပရိဒအလုပ်တွေလုပ်ရမှစားဝင်အိပ်ပျော်တဲ့သူတွေလည်းများစွာရှိကြပါတယ်။ဘယ်အရာကိုမှဝါသနာမပါတဲ့သူတွေကတော့ဖုန်ကြောင်တဲ့နေရာမှာအရန်ကိုမှအာတန်ကြပါတယ်။အခုမြင်တွေ့နေရတဲ့သူကတော့ပုံစံလူကားတွေကို ဖန်တီးတီထွင်ရတာကိုဝါသနာပါသူပါ။သူ့ရဲ့နာမည်ကတော့နနောင်ခိုင်စိုးလို့ခေါ်ပါတယ်။သူဖန်တီးတီထွင်ထားတဲ့ ပုံစံလူကားလေးတွေကို လိုင်းပေါ်တင်ခဲ့ရမှာသူ့ရဲ့ဖန်တီးမှုကို လူကြိုက်များခဲ့တာကြောင့်တဖြည်းဖြည်းနဲ့အလုံးအရည်သူတွေများပြလာခဲ့ပါတယ်။ကုနောင်ခိုင်စိုးကငယ်စဉ်ကလေးဘဝကလေးကကားတွေနဲ့စောရတာကိုဝါသနာပါသူပါ။ဒီဝါသနာကြောင့်ပဲလမ်းပေါ်မှာရှိတဲ့တန်တူတန်စားတွေကိုလိုက်ောက်ပြီးကိုကြိုက်နေတဲ့ကားပုံစံကိုအလွတ်ကျပြီးညဘက်ရောက်တိုင်းပုံစံလူကားတွေကိုဖန်တီးခဲ့တာပါ။ ဒီလက်မှုပညာကိုသင်ပေးခဲ့တဲ့သူမရှိတာကြောင့်ကိုစွမ်းကိုစားနဲ့ပဲဝါသနာပါရကိုလောက်ကင်နေခဲ့တာပါလက်ရှိမှာတော့အတံမွေးဝမ်းကြောင်းအနေနဲ့ဝက်ဆော့လုပ်နေပါတယ်ပုံစံလူကားတွေကိုထုတ်လုပ်ရောင်းချနေတာကတော့၃နှစ်လောက်စီပါပြီဒီ၃နှစ်အတွင်းမှာပဲအစည်းရေ40 50လောက်တော့ဖန်တီးနိုင်ခဲ့ပါတယ်လက်ရှိမှာလည်းကျွန်တော်ရဲ့ဖန်တီးမှုကိုကြိုက်နေတတ်တာကြောင့်အော်ဒါအစည်းရေ20ခန့်စီပါတယ်ကျွန်တော်ကကာတစီကို ဖြစ်တယ်လို့မလုပ်ပါဘူး ဝါသနာကိုအခြေခံပြီးကိုစိတ်ကြိုက်ဖြစ်တဲ့အထိဖန်တီးပြီးမှသာပိုင်စင်စီကို ပေးပါတယ်ကာရဂုံအပြစ်မှအလုလုတဲ့အတိုင်းအနည်းဆက်ဆုံးတူအောင်ဖန်တီးပေးတာပါ expert ကားတွေထော်လာကြီးတွေစနေပိန်ကားတွေသွဲကောင်းတွေကအစဖန်တီးပေးပါတယ်ကားအသေးတွေမှာတော့ပရာဒိုကားတွေ hijack ကားတွေအာရဖတ်ကားတွေကအစစုံနေအောင်လုပ်ပေးပါတယ်တချို့ကြတော့လေ ပုံစံလူကားတကုံသူတို့ရဲ့မိဘတွေအဖိုးဘွားတွေငယ်စဉ်ကမောင်းခဲ့တဲ့ကားတကုံအမတ်တရလက်ဆောင်ပေးကြဖို့အလုံးလက်အပ်ကြတဲ့သူတွေရှိကြသလိုတချို့ကြတော့လေသူတို့ကဓာတ်ပုတ်ပေါ်မှာအလှထားဖို့လက်အပ်ကြတဲ့သူတွေလည်းများစွာရှိကြပါတယ်ကားလက်အပ်တဲ့သူတွေကိုကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပဲပြောပါတယ်ကျွန်တော်ကဝါသနာအရလောက်ကင်နေတာပါကျွန်တော်စိတ်တိုင်းကြတဲ့အထိဖန်တီးမှ ဖြစ်တာကြောင့်ဘယ်အချိန်ပဲကာလမှာပြီးမလဲဆိုတာ မပြောတတ်ပါဘူး ဒါကြောင့်အလုတ်လက်အမဲ့သူတွေအနေနဲ့အရင်မလိုပဲအချိန်အရမှသာလက်အပ်ကြပါကျွန်တော်ဖန်တီးလိုက်တဲ့ကားတွေတိုင်းမှာတော့စေတနာပပလေးလှုပ်ပေးတာကြောင့်ပိုင်စင်တွေအနေနဲ့စိတ်တိုင်းကြမှာသိကြပါဗျ။ကားဆွေးတွေကတော့တသိန်း9000တသိန်း9000လောက်ရှိသလိုကားပေါ်မူတည်ပြီးဈေးတွေကတော့ကွာဟမှုရှိပါတယ်။နောက်ပိုင်းတွေမှာတော့အတံမွေးဝမ်းကြောင်းအနေနဲ့လောက်ကైနိုင်မှုစိုင်းကဲအင်ဂျီတွေအသုံးပြုပြီးလူစီးလို့ရအောင်ဖန်တီးသွားမယ်လို့ ကိုနှောင်ခိုင်စိုးကဆိုပါတယ်ဒီဗီဒီယိုကိုကြည့်စုနေကြတဲ့ပရိသတ်တို့ကရောပုံစံတို့ကားတို့ကိုဝါသနာအရဖန်တီးနေတဲ့လက်မှုပညာရှင်နှောင်ခိုင်စိုးကိုအားပေးစကားလေးတွေပြောခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ